ဆိုင်ရင်ဆရာနေစုတော်ရဲ့ရှင်နေမလေးမေဆန်ရှာနဲ့တနဝိုင်းနှစ်တော်ပြန်များဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်းကိုနောက်တစ်နေ့တွင်ယူလာသောမူယာဤဇာအုပ်များကိုသွားပြန်ပို့ခဲ့ဤဒေါ်ကြည်ရှင်ကဘာတူးချတာတွေ့လဲဟုမေးတော်က တူးတူးချာချာမတွေ့ပါဘူးဟုမေဆန်ရှာကပြန်ပြောခဲ့ဤစာကြောင်းကိုမူမေဆန်ရှာကထိန်ချန်ထားခဲ့သည် ဒုမတစင်မေဆန်ရှားသည်မိုးကေသည်အိမ်သို့အငှားကားဖြင့်ဆက်၍သွားခဲ့သည်ယနေ့တွင်မူကိုနေတော်ကအလုံများနေ၍လိုက်မလာနိုင်ခဲ့ပေ မိုးကေသည်ကိုအိမ်မှဆင်းသင့်တွေ့ရ၏ဧကန်၌မိုးကေသည်ကမေဆန်ရှားကိုနေရာချပေး၍တော်တော်ခီးရောက်နေပြီလားဟုမေသည်ခီးကတော့တော်ပေါက်နေပြီဆိုတော့အဖြေကတော့မရသေးဘူးအဖြေမထွက်သေးပင်မဲ့အဆင့်တွေပိုးပြီးရှောက်ထွေးလာတယ်ဒါဟာပုတ်စာပြီးတော့မယ်ဆိုတာကိုပြနေတာပဲ ဘယ်သူတွေနဲ့တွေ့ခဲ့ပြီးပြီလဲအများကြီးပဲဒေါခင်ထွေးနဲ့လည်းတွေ့ပြီးပြီဒေဇာနဲ့ချောစုနဲ့လည်းတွေ့ခဲ့ပြီးပြီမူရမိပါတွေနဲ့လည်းတွေ့ခဲ့ပြီးပြီမူရချစ်သူတန်းထိုင်ဦးနဲ့လည်းတွေ့ခဲ့ပြီးပြီချယ်ရီနဲ့လည်းတွေ့ခဲ့ပြီးပြီချယ်ရီချစ်သူဖြိုးမောင်နဲ့လည်းတွေ့ခဲ့ပြီးပြီသူတို့တွေရဲ့အမြင်တွေရမှာပေါ့ဟုတ်တယ်ဘာတွေတဲလွန်စားရလဲနံပါတ်1ထူးခြားချက်ကတော့ချယ်ရီကိုညနေပိုင်းမှာရှာသွားတွေ့ပြီးတော့နောက်တနေ့မနေ့ cherry chain လို့သူ့အိမ်သွားတဲ့အချိန်မှာပဲ cherry တက်ခံလာရတာတွေ့ရတယ်ဟာမိုးကေဒီမျက်လုံးပြူးသွားပြီဘယ်သူတက်သွားတယ်ဆိုတော့ရဲတွေကရှာနေတော့မယ်ရှားထင်တာကတော့ဥညွင့်ဝင်မှုကိုရှားတို့ပြန်လိုက်တာကြောင့်လူသက်တရကန်ကအကျိုးအကြောင်းတချို့ကိုတည်နေတဲ့ cherry ကိုနှုတ်ပိတ်တာဖြစ်နိုင်တယ်ဒါဆိုဘယ်သူဖြစ်မလဲအဖြေရှာနေတော့မယ်မမနောက်ဒုတိယထူးခြားချက်ကမူရအိမ်ကိုမူရပစ္စည်းတွေကြည့်ဖို့ရှားသွားတဲ့အခါမှာ ဒါဆိုတယောက်ကရှားတယ်ဆိုပြီးမူရပစ္စည်းတွေကိုဝင်းမှွေသွားတယ်ဟင်အဲ့ဒါမိုးကေတီကပါဇက်ဟောင်းသားဖြစ်သွားရပြန်ရင်ဒါလဲမူရစီကတဲလွန်စာတစုံတရာရမှာစိုးလို့ပဲဒါမဲ့မူရစာဦးကြားကရှားစာတစောင်ရလာတယ်မမကြည့်ပေးပါလားမေဆန်ရှားကလက်တော်အိတ်အတွင်းမစာကိုလက်ကန်ပွားဖြင့်ပင်ခံ၍ထုတ်ယူကအထဲမစာရက်ကိုထုတ်ပေး၏။မိုးကေတီကိုလည်းလက်ကန်ပွားဖြင့်ပင်ခံစေပြီး ဒါဥညွေလက်ရည်လာမမဟုမေးလိုက် မိုးကေတီကတေချာစွာကြည့်ပြီး ဟုတ်တယ်ဟုဖြေသည်လက်မှတ်ကရောအဲ့ဒါလဲသူ့လက်မှတ်မှန်နေမိုးကေတီကစာကိုလှင်မြန်စွာအတော့ဖက်လိုက်ရွှေဆိုတာဘာလို့လဲမူရရဲ့အိမ်နံပဲပါဒါဆိုရင်ဥညွေကမူရနဲ့ညှိစွန်းခဲ့တယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်မူရသေးဆုံးစဉ်ကမူရချစ်သူတိန်းထိုင်ဦးကိုရဲက စစ်စည်းတုံးကလည်းမူရကလော်ဖန်ကရှိနေတူးနဲ့ဖြစ်နေတယ်လို့ပဲဖြေခဲ့တယ်ဒီနှစ်ချက်ကသဘောသွားတူတယ်မုတ်ကေတီမျက်နှာညှိုးသွားဤဥညုံဝေရှုပ်တွေကပိုးပြီးပေါ်လာနေပြီညောင်မြတူပါတယ်ပုတ်တင်ဦးကပိုးပြီးပေါ်နေပါလားဟုခန့်ညင်းကြီးလေးဆိုဤစာကိုပြန်ပေးသည်မေဆန်ရှားကစာကိုတင်ရင်အိတ်ထဲမှာချော့စုပေးလိုက်တော့ဓာတ်ပုံအယ်ဘန်ကိုထုတ်ယူကမုတ်ကေတီကိုပေးသည်ဘာလဲရှားအယ်ဘန်မှာ ကျောစုကပေးလိုက်တာသူ့မောင်သူ့ရင်ကြည့်ဖို့တဲ့အော်ဟုတ်လားမိုးကေတီကဓာတ်ပုံ11ကိုလှမ်းယူသည်စကားကောင်းနေတာနဲ့ရှားကိုတော့ဘာမှအဲ့မခံရသေးဘူးလာခွေထမင်းစားခန်းနဲ့သွားကြမယ်တားလေးသူ့ရင်ကိုလည်းတွေ့ရအောင်လေကောင်းသားပဲမမမိုးကေတီနဲ့အတူမေဆန်ရှားလည်းထမင်းစားခန်းထဲသို့လိုက်လာခဲ့သည်ထမင်းစားခန်းထဲတွင်သူ့ရင်ရှိနေ၏ကိမဖို့အာဗယ်နဲ့မှကိတ်ကိုထုတ်ယူကဇွဲပေါ်သို့တင်ရင်သူရင်ကမေဆန်ရှားကိုလှမ်းကြည့်သည် တခြားမယောက်လာခင်ကမမတို့သားမိကိတ်မုတ်ဖုန်နေကြတာဟုတ်လားရှာစားရကန်ကျုံတို့မုတ်စိတ်ပြားဆွေတာပေါ့နော်ဒါပေါ့တာရေဒီမှာတာမမချောစုကပေးလိုက်တာတဲ့မိုးကေဒီကနှုတ်မှလည်းပြောလက်ပြင်လည်းအမှုရာလောက်ပြကသူရင်းကိုပြောသည်သူရင်းကပြုံးသွားပြီးအယ်ဘန်ကိုလှမ်းယူပြီးတာဒါမမေမိတ်ဆွေလေဒေါ်မေဆန်ရှာတယ်မှတ်ထားနော်မိုးကေဒီကအမှုရာဖြင့်ပြောသည်ပင်သူရင်းကမေဆန်ရှာကိုလှမ်းကြည့်ပြီးပြုံးပြ၏မိုးကေဒီနှင့်မတူဘဲဥညွေနှင့်တူပုံရပြီး ဖြူဖြူချောချောလေးဖြစ်တော်သူတွေမှာအတိတ်ကံကြိုးပေးကြောင်းစွန့်အားနေရသည်ကိုမေဆန်ရှားကတန်းလာနေမိသည်သူ့အသက်မှာတဆက်တနည်းကံရှိပြီဟုမှန်းဆရ၏မမကော်ဖီဖြော်လာအောင်မရှာထိုင်အောင်ဟုတ်ကဲ့မမမိုးကေတီကော်ဖီဖြော်နေစဉ်မေဆန်ရှားကသူရင်ကိုအကဲခဲဆောင်ကြည့်နေ၏သူရင်ကချောစုပေးလိုက်သောတပ်ပုံအယ်ဘန်ကိုဖွင့်ကတပ်ပုံများလှမ်းကြည့်နေသည်မိုးကေဒီကကော်ဖီပြော်ပြီးကိတ်ကိုပါလိကမေဆန်ရှားနဲ့သူရင်အတွက်ပြင်ပေး ။ဆရာဒါမမတို့သားမိလက်ရ။ဒိုချိန်တွင်သူရင်ကမိုးကေတီနာသူကက်ကတပ်ပုံအယ်ဘန်ကိုဖွင့်၍လက်ညှိုးဖြင့်ထောင်ရင်းတစုံတရာအတန်ပြုသည်။လက်ဟန်ချီဟန်လည်းပါ၏။ဒါကိုကိုတင်စားနဲ့မမချောစုလေ။ဒါမမချောစုအမေ။မိုးကေတီကလက်ဟန်ချီဟန်နဲ့အမူယာနှင်းရောစကားနှင့်ပါပြော၏။သူရင်းကခေါင်းခါ၍တစုံတရာပြန်ပြောသည်အမူအရာဖြင့်မဟုတ်ဘူးတာရဲ့အဲ့ဒါအဖွားမဟုတ်ဘူးချောစုတို့အမင်း မိုးကင်ဒီကတပ်ပုံအယ်ဘမ်မှာအခြားတပ်ပုံများကိုပါညွှန်ပြသည်။ချောစုရိုဘွားကဆုံးသွားပြီလေမရှိတော့ဘူး။ဒါရင်မှတ်မှတ်မိဘူးလား။ဟုပြောသည်။ဟုတ်ပါရဲ့။ဒါပဲမှတ်မိပါမလဲ။သူတို့ဘွားဆုံးတော့ဒါကတနှစ်သားပဲရှိသေးတာဟုဆက်ပြောသည်။သူတို့သားမိပါရင်ညင်းခုန်နေပါသနည်း။မီဆန်ရှားကကော်ဖီတောင်းရင်ငေးကြည့်နေ၏။သူရင်းကကောင်းမမဖြစ်ညင်းနေပုံရပြီးမိုးကင်ဒီကရှင်းပြ၏။အတန်ကြာမှဆန့်နေရှား၏။ဒါကဒေါခင်ထွေးကို သူ့အဖေရဲ့အမေကြီးပဲပြောနေတယ်။ခုမိုးကေတီကမေဆန်ရှားကိုလှည့်ပြောပြီးမေဆန်ရှားကစိတ်ဝင်စားသွားသည်။ဘလို့ဖြစ်လို့လဲ။မမလည်းမပြောတတ်ဘူး။သူရင်ကဒေါခင်ထွေးကိုမမြင်ဘူးလား။မမထောင်ကျနေတဲ့ရှင်းနေလောက်ကလေးမှာသူရင်ကမမရဲ့အမေစီမှာသွားနေခဲ့ရတယ်။မမတို့နဲ့အတူရှိစဉ်ကသူရင်၃နှစ်သားလောက်ပဲရှိမှာပေါ့။ဒေါခင်ထွေးနဲ့တော့တကားမှမဆုံဘူး။သူအမက်မားနေတာဖြစ်မှာပါ။ မိုးကီတီကသရင်ကိုကော်ဖီနှင့်ကိတ်ကိုကျွေးမွေးပြီးအခန်းတွင်ဝင်နေရန်ပြောလိုက်သရင်ကအယ်ဗန်ကိုယူပြီးအခန်းတွင်သို့ဝင်သွားသည်မိုးကီတီကဥစော်ပိုင်းကကောရှားကိုကူညီရလားဟုပေးသည်ဆိုပါတော့ကူညီုံနဲ့မကဘူးသူ့လော်ဖန်မှာလာလို့ဖို့တောင်ရှားကိုခေါ်နေသေးတယ်ကောင်းသားပဲရှားစင်စားပေါ့ရှားကစိတ်ဝင်စားပါဘူးပြီးတော့ရှားဥစော်ပိုင်းကိုတိနေတာတခုရှိတယ်ဘာလဲရှားမိုးကီတီကစိတ်ဝင်တစားမိတ်ရှားပေါ်မှာသူမယိုးသားဘူး မေဆန်ရှာအဖြေကြောင့်ဝိုးကေတီမဲ့ပြုံးပြုံးသွားသည်ကိုမြင်ရ၏အဲ့ဒါယောက်ျားလေးရဲ့တဘာဝပဲဝိုးကေတီနဲ့စကားပြောပြီးပြန်လာသောအခါမေဆန်ရှာ၏ခေါင်းထဲတွင်အတွေ့အကြုံပါလာ၏သူရင်းကပဲကြောင့်ဒေါကင်ထွေးကိုဥညွေ၏မိခင်ဟုပြောနေပါသည်မေဆန်ရှာကမူရအိမ်မှာရခဲ့သောစာကိုရဲဥမျိုးအောင်ရှေ့သို့ချပေးလိုက်။ဘာလဲတော်မေဆန်ရှာကျွန်မမူရအိမ်ကိုရောက်ပြီးမူရပစ္စည်းတွေကိုကြည့်တော့ရလာတဲ့စာပါ။ရောက်ကြည့်တာကဥညွေရဲ့လက်ရည် လက်မှတ်ဟုတ်မဟုတ်တီးချအောင်စစ်ပေးစေချင်ပါတယ်ဖြစ်နိုင်စာဘော်ကလက်ဝေးတွေပါစစ်ပေးပါဒါအမှုအတွက်အရေးပါနိုင်လားအဲ့ဒီလိုယူဆရပါတယ်ကောင်းပြီလေဒါနဲ့ဒေါ်မင်းဆန်ရှားလေးလာရသလားအခုပါနေများလက်စုပ်လက်ကမ်းရပြီလေဂူတီတော်ချက်လက်တွေပဲရသေးတယ်မူရအိမ်ကိုပစ္စည်းတွေကြည့်ဖို့သွားတော့ငါကျမထဲဆိုပြီးမူရခန်းထဲကိုလူတရဝင်းမှွေသွားတယ်သူဘာရသွားသလဲတော့မသိဘူးသူဘယ်သူဆိုတာကိုလည်းမသိလိုက်ဘူး ရဲဦးမျိုးအောင်မြခုံများတွန့်သွား၏အလေးနှင့်စဉ်းစားနေဟန်ရှိသည်တခဏများကြာသွားသည်အဲ့ဒီလိုနဲ့ချယ်ရီကိုသတ်သွားတဲ့လူနေများပတ်သက်နေမလားတယောက်တည်းများဖြစ်နေမလားအင်းကျမလည်းအဲ့ဒီလိုတွေးမိတယ်ဒါဆိုရင်တော့ဒီလူကဥညွေဝေတက်ခံရမှုမှာပါဝင်ပတ်သက်နေပြီးခုချိန်မှာကြောမလုံလို့လက်စာလက်နာတွေလိုက်ပြီးရှင်းနေပုံမဲ့ဒေါ်မေဆန်ရှာဖြစ်နိုင်ပါတယ်ချယ်ရီကိုတတ်တဲ့တရားခံကိုတော့မမိသေးဘူးနော်မမိသေးဘူးရဲဦးမျိုးကချယ်ရီချစ်သူဖြိုးမောင်ကိုခေတ္တချုပ်ထားတယ်ဒါမဲ့ ဖြိုးမောင်မဖြစ်နိုင်ဘူးလို့လည်းသူကပြောပါတယ်။သူကဘာရည်ရွယ်ချက်နဲ့ဖြိုးမောင်ကိုချုပ်ထားတာလဲ။လူသက်သမားစိတ်အေးလက်အေးလှူရှားလို့ရအောင်မှာအခုဒေါ်မေဆန်ရှာတိရတာတော့ခံမှန်းကြည့်ရင်မူရတည်ဆုံးရတာကဥညွဝေတည်ဆုံးရတာနဲ့တဦးတည်းရဲ့လက်ချက်ကြောင့်ဖြစ်နိုင်တာ။အဲ့ဒါအဖြေရခက်ပါသေးတယ်။ကျမယူဆရပြောရရင်တော့ပတ်သက်မှုတော့ရှိရဲ့။တူးတည်းတော့မဖြစ်နိုင်ဘူး။မူရရဲ့ရည်စားတန်းထိုင်ဦးနဲ့ကိုတွေ့ပြီးပြီလား။တွေ့ပြီးပြီ။ သူကမူရကိုတတ်တဲ့လူသက်သမားလို့မထင်နိုင်ပေမဲ့မူရပစ္စည်းတွေဝင်းမှွေတာသူဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယူဆစရာဖြစ်နေတယ်။မမိုးကင်တီကိုရောဒေါ်မီဆန်ရှာလုံးဝစိတ်ရနံ့ကင်းရလား။မီဆန်ရှာကရဲအုံမျိုးအောင်ကို ပြန်ကြည့်ဤ။ရဲအုံကြီးဘာကိုဆိုလိုတာလဲ။ရဲအုံမျိုးအောင်က တက်ပြင်းရှာ၍မမိုးကင်တီကပြင့်မှုကိုချွေးနဲ့ဆက်ခဲ့ပြီးဂုံတိတ်ခါပြန်ဆင်နိုင်အောင်များဒေါ်မီဆန်ရှာကိုအမှုပြန်ဖော်ခိုင်းနေတာလားလို့ကျွန်တော်အတွေးဝင်မိလို့ပါ။ ခက်လေးလေးပြော၏ခက်ဆဆစကားမေဆန်ရှားကောင်းကိုရမ်းလိုက်သည်ကျမကတော့မတ်မိုးကေတီကိုတန်တရားကင်းပါတယ်ချယ်ရီတက်ခံရတာဒေါ်မေဆန်ရှားနဲ့တွေ့ပြီးတဲ့ညဆိုတော့ဒေါ်မေဆန်ရှားကချယ်ရီကို သွားတွေ့တာသိတဲ့သူအဲ့ဒီလိုကလည်းဥညို့ရဲ့အမှုမှာပါဝင်ပတ်သက်နေတဲ့သူရဲ့လက်ချက်ပဲဖြစ်မှာပဲဒေါ်မေဆန်ရှားချယ်ရီကိုသွားတွေ့တာဘယ်သူတွေသိသေးလဲရဲဦးကြီးနဲ့ကိုနေတော်ပဲသိတယ်မတ်မိုးကေတီတောင်မသိဘူး ရဲ့အမျိုးအောင်ခေါင်းကိုကုတ်ဤစဉ်းစားရခဲ့သည့်သဘော အမှုကဂျာယီသူ့မိယာဖြစ်နေတယ်ပတ်ချလဲပြီးရှုပ်နေဒေါ်မင်းဆန်ရှာရှင်းဖို့မလွယ်လာဘူးထင်တယ်ကျိုးဟာကျိုးစားမှာပဲအမှန်တရားတစ်ခုအတွက်မိမသားတယောက်ရဲ့ဂုံတိတ်ခါအတွက်သားတယောက်ရဲ့တောကပြေပြောက်ဖို့အတွက်ကလေးတယောက်ရဲ့စိတ်တန်ရာကင်းဖို့အတွက်အေးဗျာလမ်းဆုံးရင်တော့ရွာတွေ့မှာပါပဲဆက်လုပ်ပါလို့ဒါရှိရင်လည်းအကူညီတောင်းပါဒီစာကလည်းရေးလက်မှတ်ကိုလည်းပါရဂူစီပို့ပြီးစစ်ဆေးပေးပါမယ် ကျေးဇူးပါပဲရဲအုပ်ကြီးကျမကိုခွင့်ပြုပါဦး။ကောင်းပါပြီ။ရဲအုပ်မျိုးအားကိုနှုတ်ဆက်ပြီးရဲစခန်းမှထွက်လာချိန်တွင်မေဆန်ရှောင်းဟန်ဖုန်းကမိလာ၏။ဖုန်းကော်သူကကိုနေတော့ရဲစခန်းအဝမှာပင်ရဲ၍မေဆန်ရှားစကားပြောပြသည်။ရှားပင်မှလည်းရဲအုပ်မျိုးအောင်စီကိုလာတာဘာတူးလဲ။မူရစီကတွေ့တဲ့အစာကိုဥညွင့်ဝေလက်ရည်လက်မဟုတ်ဟုတ်လာပြီးစစ်ဆေးခိုင်းတာ။မမိုးကေတီကိုပြမကြည့်ဘူးလားပြကြည့်တယ်သူကတော့ဥညွဝေရဲ့လက်ရည်လို့ပြောနေတာနဲ့ ကိုကိုဖုံးဆက်တာအကြောင်းလို့ရှိလို့လားရှိတယ်။ဘာလဲဘာကြောင်းထူးလဲ။ကိုကိုစာပေစီစီရေကအပြန်မှာရွှေလိပ်ပြာစားတောက်ဆိုင်ထဲကနေအတူထွက်လာတဲ့ဥစောပိုင်းနဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်တယ်။ချောစုပေးလိုက်တဲ့အယ်ဘန်ထဲမှာကိုကိုကြည့်လိုက်မိသေးတယ်။ချောစုအမေဒေါခင်ထွေးလာလို့တောင်ကိုကိုထင်မိတယ်။ဥစောပိုင်းကလည်းကိုနေတော်ကတရားရုံးသူမေဆန်ရှားနဲ့အတူရောက်သွားစဉ်တခဏမျှမြင်ဖို့လိုက်ခြင်းဖြစ်ပြီးထို့ကြောင့်လူများမားသလားဟုလည်းမေဆန်ရှားကတွေးမိသည်။ ဥစောပိုင်းနဲ့ဒေါခင်တွေဟုတ်ရဲ့လားကိုကိုရဲ့တေးကြရဲ့လားကိုကိုရဲ့ကိုကိုကတော့တေးကြရဲထင်တာပဲသူတို့မှာဘာအကြောင်းရှိလို့ပါလဲအဲ့ဟာတွေးစရာပဲလို့ကိုကိုဖုံးဆက်တာကိုကိုအလုံများနေလို့ရှားစီမလာနိုင်သေးဘူးနောက်နေ့မှတွေ့မယ်နော်ဟုတ်ကဲ့ပါကိုကိုဖုံးကိုပိတ်ပြီးမေးစံရှားပြန်မသိနိုင်သေးတွေးစရာတခုကတိုးလာပြန်သည်ဥစောပိုင်းနဲ့ဒေါခင်တွေးဘာကြောင့်များစားတော့ဆိုင်မှာစုံတွေ့ပါလေအမှတ်မထင်လားယိုယိုတာတာလားသို့မဟုတ် အကြောင်းတစ်ခုခု ရှိနေတယ်လားထို့စဉ်ဖုန်းကမြည်လာပြန်၏ဖုန်းကိုဖွင့်ကမေဆန်ရှားနားထောင်ရပြန်သည်ဟယ်လိုမေဆန်ရှားပါရှင်ညီမလေးမမပါဒေါခင်ထွေးပါ တိုက်ပဲတိုက်ဆိုင်လွန်လာကြည့်မေဆန်ရှားကချိန်ဆိုထားရာမစ္စတာဘရောင်းကဖီတို့ဥစွာရောက်သွားသည်ပေါ်တက်ရှိခုံတစ်ခုမှနေရာယူလက် ကော်ဖီတစ်ခွက်မုတ်တစ်ခွက်နဲ့ဒေါခင်ထွေးကိုထိုင်ဆောင်ရင်ဘာကြောင့်များရှိ၍ဒေါခင်ထွေးဖုံးဆက်ပါသည်ဟုတွေးကြည့်နေသည် ပြီးတော့ဥဇော်ပိုင်းနဲ့ဒေါကင်ထွေးကိုအတူတွေ့လိုက်ရသည်ဆိုသောကိုနေတော့ဤသတင်းပို့ချက်ထိုကိစ္စနဲ့များဆက်ဆက်၍ဒေါကင်ထွေးပြောစရာတခုခု ရှိနေလေသလား7မိနစ်ခန့်ကြာရင်ဒေါကင်ထွေးရောက်လာသည်ထုံးစံတွင်ကြွကြွရရကလေးဖြစ်ဒေါကင်ထွေးကိုကြည့်ရင်သားသမီးနှစ်ယောက်မိခင်မဟုတ်ဆုံးမတူဟုတ်မဟုတ်ပါလေသာဟုပင်တွေးမိသွားသည်မြမလေးရောက်တာကြပြီလား7မိနစ်လောက်ပဲရှိအောင်ပါမီဆန်ရှားကဒေါခင်ထွေးအတွက်မုန်နေကော်ပီကိုထရရယူပေးသည် မမကိုစောင့်နေရလို့အားနာပါတယ်မမကတားစီဝင်ပြီးစကားပြောနေလို့ကြားသွားတယ်ရပါတယ်မမကော်ဖီတောင်ရင်မေဆန်ရှားကဒေါခင်တွေးမျက်နာကိုမသိမသာခဲခက်ကြည့်နေမိသည်ဥစော်ပါနဲ့အတူတွေ့လိုက်ရကြောင်းပြောပြလိုက်ရနေကောင်းမလားဟုလက်တွေးရောက်သေး၏လက်တွေတွင်မပြောပြသူမထံမှထွက်လာမိစကားကိုသာစောင့်ခြင်းကအကောင်းဆုံးဖြစ်မည်ဟုစဉ်းစားမိ၍ဖြစ်သည်ဒေါခင်တွေးကမဟုတ်ကိုအေးဆေးစွာပင်စားနေစကားမစသည်ထို့ကြောင့်မမကျမကိုလမ်းခေါ်တာအကြောင်းကိစ္စများရှိလို့လား မေဆန်ရှားကစကားကိုဖွင့်လိုက်ရ၏။ဆိုပါတော့ကွယ်မမဘဲကစပြောရမလဲဆိုတာစဉ်းစားနေလိုပါ။ဒေါကင်တွေးစကားဆက်မိရေးကိုမေဆန်ရှားကလိမ္မာပါနဲ့စွာဆောင်ရင်းလိုက်သည်။ညီမလေးနဲ့မမတွေ့တဲ့အချိန်တုန်းကမမပြောဖို့တခုချမ်းနေတယ်မေဆန်ရှားရဲ့။အဲ့ဒါဥညွေဝေကသူ့လောဖန်ကရင်းကင်မလေးနဲ့မရှင်းမရှင်းရှိတယ်ဆိုတဲ့အချက်ပဲ။မေဆန်ရှားကဒေါကင်တွေးကို ဖြတ်ခနဲကြည့်မိ။မူရာကမမသိလား။ လူကိုယ်တော့တည်တည်ကြကြမသိပါဘူးမမနဲ့ဥညို့ဝေကွဲပြီးမှမူယာကလော့ဖန်ကိုရောက်လာတာအဲ့ဒါဆိုရင်မမကမူယာနဲ့ဥညို့ဝေအကြောင်းကိုဘလို့သိလဲလူတရင်လူချင်းဆောင်မော့ကွယ်ဟုတ်ရင်ကျော်ပုတ်ရင်ပေါ်တာတက်မတာပါပဲမေဆန်ရှားကပဝင်မကြမမပြောသလားမူယာနဲ့ဥညို့ဝေအကြောင်းကလူသိပဲများပါဘူးမူယာချစ်သူကလည်းတည်တည်ကြကြမသိဘူးမမုတ်ကေဒီကလည်းတည်တည်ကြကြမသိခဲ့ဘူးအဲ့ဒါကသူတို့လူလူဝဲဝဲရှိခဲ့လို့နေမှာပါ စောစောကစကားနဲ့ယခုစကားထပ်တူမကြဟုမေးစံရှာခန်းစားရသည်။မူရအိမ်မှမေးစံရှာရခဲ့သောဥညွေဝေဤစာကိုဖြတ်ခနဲမြင်ရမိ။ဥညွေဝေနှင့်မူရညှိစိုးခဲ့မည်ဆိုလျှင်ဒေါခင်ထွေးနှင့်ဥညွေဝေကွဲကွာပြီးမမိုးကေတီနှင့်လက်ထက်ချိန်မှမဖြစ်နိုင်ပါလျက်ဥညွေဝေစာထဲမှာဇနီးသားနှင့်သမီးဟုသောဇာတာပါရှိနေသည်ဖြစ်ရာဇနီးဆိုသည်မှာဒေါခင်ထွေးကိုရည်ညွှန်းဟန်ရှိသည်။အချိန်ကာလပဲလာကွာချားနေပါသည်နိ။ဒါဆို မူရနဲ့ဥညွေညှိစွန်းခဲ့မှုရှိတယ်ဆိုပါတော့ဖြစ်နိုင်ပါတယ်ဥညွေရဲ့ဇပွဲအန်ဇွဲထဲမှာလည်းမူရရဲ့အိတ်ခမ်းတော်တချောင်တွေ့ခဲ့တယ်ဆိုတဲ့အချက်နဲ့တော့ကိုက်နေတယ်ဒါပေမဲ့အဲ့ဒီအချက်ကြောင့်ဥညွေဒေဆုံးရမှုရဲ့ဒေခံကိုဖော်ထုတ်ရမှာထူးခြားတဲ့အချက်ဖြစ်တယ်လို့ဘောမှာထင်လို့လားဒေါကင်ထွေးရုတ်တရက်ပြန်မဖြေပဲမေဆန်ရှားကိုငင်းနေသူ့မူရကတရက်ခွင်တွင်ရှစ်နေမိသောမိကွန်းကိုရုတ်တရက်ပြန်မဖြေတတ်သောအသက်သေးတဝီရဲ့တွင်မေဆန်ရှားကအချိန်ဤကို ဖော်ပြလိုက် ထားပါလေဒီချက်တရားလို့ကျမတွေးစီရရလာပါတယ်။ဦးကျုံဝေရဲ့လက်ချက်စည်းကိုမူရကတောက်မိလို့စီးတဲ့မှာစိတ်ပါရနဲ့တည်ဆုံးရတယ်လို့ယူဆမယ်ဆိုရင်ယူဆလို့ရတာပေါ့နော်။အင်းအဲ့ဒီလိုဖြစ်နိုင်တာပေါ့။ဒေါကင်တွေးကထောက်ခံချက်ပေး။ဒါနဲ့တခုတော့မမမမကိုကြုံတော့မေးကြည့်ခြင်းနဲ့စိတ်မဆိုးနဲ့နော်။မမမဦးညွေနဲ့ကွဲကွာပြီးမှချစ်တူတူရှိခဲ့တယ်လို့ကျမကြားမိတယ်။ဟုတ်လားယင် ရန်ရွေပြစ်လိုက်သောမျှချက်ပါဆင်လိုက်သောထောင်ချောက်တစ်ခုဟုလည်းဆိုနိုင်ဒေါခင်ထွေးပြန့်နာရဲကနေဖြစ်သွားသည်ဟုထင်သည်အိုးအဲ့အဲ့မဟုတ်တာပဲမမမမပြောခဲ့ပြီးပါပြီမမကအိမ်တော်လဲထက်မပြုတ်ခဲ့ပဲနေခဲ့တာပါဒေါခင်ထွေးဤညင်းစကားတွေကစိတ်စောနေကြောင်းသိသားလာသည်ကျမကလည်းသူများပြောတာကိုဟုတ်တယ်ထင်လို့မေးကြည့်တာပါမမကရွယ်ကလည်းရှိသေးအလှကလည်းရှိသေးဆိုတော့ဟုတ်မှာပဲလို့ခန့်စားကြည့်မိတာအဲ့ဒီလိုမှမဟုတ်ရင်မမကတိတ်အထီးကျန်ဆန်နေမှာပဲလေ မေဆန်ရှားကသူမစကားကို သူမဖာသာဖြေချိုက်မမမကတားနေသမီးရှိခဲ့တယ်လေသူတို့ကမမနဲ့အတူမှမရှိကြတာအတူမရှိလဲအတူတူနေတယ်လို့ပါပဲ sorry နော်မမကျမစိတ်ထဲမှာရင်းနှီးတဲ့သဘောနဲ့ပြောလိုက်မိတာမမကိုစိတ်နှောက်ရှက်ဖြစ်သွားစေတယ်ဆိုရင်တောက်မှန်ပါတယ်ရပါတယ်ကွယ်မမဥစော်ပိုင်းနဲ့ရောတွေ့ပြသေးလားဟမ်ရုတ်တရက်ကောက်ကငင်ကမေးလိုက်တော့ရှားစကားကြောင့်ဒေါခင်တွင်းမျက်လုံးတွေဝိုင်းဆက်သွားပြီးအာမေရိတန်ကိုလည်းမထိန်ချုပ်လိုက်နိုင် ကိုနေတော်ပြောထားသည့်တည်နှင်ချိန်ထိုးကြည့်ရန်ဖြစ်သည်ဒေါကင်တွဲကထိုအကြောင်းကိုစကားမဆသဖြင့်မေဆန်ရှားကထုတ်မေးခြင်းလည်းဖြစ်ညီမလေးဘာကြောင့်မေးတာလဲဒေါကင်တွဲကပြန်မေးသည်ထိုမေးမှာအတန်ကအနေငယ်မှဆက်နေဥညွဝေရမှုကိုကျမကပြန်လိုက်နေတာဆိုတော့ဥညွဝေရလူရင်းနေဖြစ်တဲ့ပပနဲ့ဥဇော်ပိုင်းကဝိုင်းမီဖြေရှာပေးတဲ့သဘောနဲ့များတွေးပြေဆုံးပြေကြသလားလို့ပါဟွန်းဟွန်းသူနဲ့မမနဲ့ကတိတ်မရင်နေဘူး သူ့ကိုဥညွဝေရဲ့လောက်ပေါ်ကန်ပဲတယောက်ဖြစ်နေမျက်မှန်တမ်းမိုံမဲ့ရှိတာ။အိုးမမကညီမလေးဘာတွေတူတူခြားခြားချက်တွေတွေ့ပြီလဲတရားခံစစ်ကိုတွေ့ဖို့နီးစပ်ပြီလားဆိုတာသိချင်းလို့လေ။ဥညွဝေကိုမေတ္တာမရှိပေမဲ့ကလေးတွေရဲ့အဖေဆိုတော့လဲမှုမှန်ဖြစ်ဖို့မမကစိတ်ဝင်စားပါတယ်။ဒါကြောင့်ညီမလေးကိုခေါ်တွေ့တာ။အခုထိတော့တိတိကျကျမသိရသေးမရေရသေးပါမမရဲ့။အလားလားကောင်းနိုင်ရင်လားညီမလေးမှန်းစာထားမိတဲ့ချက်တွေရှိနေပြီလား။အချက်အလက်တွေကတော့ပြောင်းကျနေပါတယ်။ အချိန်ကာလကလည်းကြာခဲ့ပြီဆိုတော့တက်သေးကံပစ္စည်းတွေရဖို့ကလည်းမလွယ်ဘူးလေအမှုမှန်ပေါ်ဘူးကရာနှုံးတဝက်တော့မတိချပါဘူးမမရေဒေါခင်တွေးသက်ပြင်းချလိုက်ဒီကိုမေဆန်ရှာသတိပြုမိဟွမမကအမှုမှန်ပေါ်စီချင်တာပဲမိုးကေဒီကိုမင်းမချင်းကိုချင်းစားလို့လေအော်မိုးကေဒီဆိုလို့ခုမှမမကိုမေးဖို့တခုတတိရတယ်ဘာများပါလဲမမတူရင်ကိုဘယ်တော့ကနောက်ဆုံးတွေ့ခဲ့တာလဲမမမှတ်မိလားတူရင် မိုးကေတီရဲ့သားလေးလေမမပဲစွန့်နေတယ်လို့တောင်ပြောခဲ့သေးတယ်လေဟိုနေ့ကသူ့ကိုကျမတွေ့ခဲ့သေးတယ်ဒေါခင်ထွေးမျက်နှာဖြူဖြော့သွားသည်ဟုပေးစံရှားထင်လိုက်သည်သူရင်းကိုမမတွေ့တော့တွေ့ဘူးတယ်ကြာလာပြီဆိုတော့တေချာမှတ်မိတော့ဘူးချောစုလေးတန်းလောက်ကလာမသိဘူးဘာဖြစ်လို့လဲညီမလေးဘာလို့မေးတာလဲကျမနဲ့ချောစုတွေ့တော့ကချောစုကသူ့မောင်သူရင်းကိုအယ်ဘန်လေးပေးပေးပါဆိုလို့ဟိုနေ့ကကျမပေးလိုက်တယ်ဓာတ်ပုံငယ်ကြည့်ပြီးတော့သူရင်းကမမကို ။ဥညဝင်ရဲ့အမိတ်ပုံလို့ပြောနေလို့လေ။ဟွန်းဒေါခင်တွေးမျက်နှာပိုး၍သွေးဆုပ်သွားသလားထင်လိုက်ရသည်။တုံနေတက်နေသလိုဖြစ်သွားရာကနေရပြင်ထန်လိုက်ကမျက်နှာကိုဟိုသည်လွှဲရင်းကမမနဲ့တွေ့ဘူးတော့ကသူသိငယ်မှလေဒါကြောင့်တီတီကြာကြာမမတ်မိပဲစိတ်ထက်ထင်တာပြောတာနေမှာပေါ့ဒေါခင်ထွေးကလက်ပါနာကြီးကိုပြင်ကြည့်ကအဲစကားကောင်းနေတာနဲ့မမအလုပ်ကိစ္စတခုတည်းချိန်ထားတဲ့ချိန်အောင်ကြော်သားပြီးညီမလေးမမသွားမယ်နော်ဟုပြောသည်ပြောရင်ထာယာမထာကြီး ဟုတ်ကဲ့မမမမနဲ့တွေ့ရတာကျမဘူအားတက်စရာသတင်းတချို့ရတာမို့ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းရရင်လည်းပြောပါအောင်နော်မမ။အေးပါကွယ်အေးပါပြောပါမယ်ပြောပါမယ်။ဒေါခင်ထွေးကနေရမလက်တွေ့ကဆိုင်ပေါ်ထဲမှာဆင်းသွားသည်ကိုမေဆန်ရှာမျက်စီတစုံလိုက်ကြည့်နေမိသည်။ဒေါခင်ထွေးမိမိကိုလာတွေ့ရသည့်အထီးကကြောင်းရည်သည်မိသည်နီ။ဒေါခင်ထွေးဥစော်ပါနေတွေ့ခဲ့သည်ကိုကိုနေတော်ကတွေ့လိုက်သည်မှာတေးကြသည်ဟုယူဆနိုင်မှာကဘာကြောင့်ထုတ်ပြန်ပြောသည်နီ။ဒေါခင်ထွေးကမူယာနှင့်ဥညွေကြောင်း ပြောကျင်သည်အမှန်တကယ်မေဆန်ရှာတည်တင်တည်ထိုင်သည်ဟုယူဆသောကြောင့်လားဒေါကင်တွဲသည်သူရင်ကြောင့်မေဆန်ရှာပြောကျင်ကအဖဲ့ကြောင့်မျက်နှာပြူပြော့သွေးဆုပ်သွားပါသည်နီနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ဂျေဇူးတင်ပါရဲ့ရှင်ကျွန်မတို့တာပါ